ားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဖတ်ပြပေးခြင်းတဲ့ဝိတုတိုလေးကတော့တိုင်းဆရာဂုံဝင်းရေးသားထားတဲ့ခေါင်းလောင်းတန်းဆိုတဲ့ဝိတုတိုလေးပဲဖြစ်ပါတယ်ဒီပါကတော့စဖတ်သူညက်လင်းုံဖြစ်ပါတယ်ရှင်ခေါင်းလောင်းတန်းထိုးအတန်ဘာတန်လဲခေါင်းလောင်းတန်ပါပဲဘဲကခေါင်းလောင်းတန်လဲအိုးဖေမောင်တင်ဖက်စာတောင်ပေါ်ကခေါင်းလောင်းတန်မဟုတ်ပါသူးလေစေဒီတော်မှာခေါင်းလောင်းတန်လည်းမဟုတ်ပါ ကျွန်တော်ကြားရသောခေါင်းလောင်းတန်မှာလမ်းပေါ်ကခေါင်းလောင်းတန်သာဖြစ်ပါတယ်။ခေါင်းလောင်းတန်သည်ကျွန်တော်တို့ဤလမ်းထဲသို့နေကင်းတနာရီအချိန်တွင်မှန်မှန်ကြီးရောက်လာတတ်ပါတယ်။တရားလွတ်တော်နိုင်စင်ကြီးမှာဒင်းကနေထိုးလိုက်သောနိုင်တန်တစ်ချင်နှင့်အတူ တချွေချွေမီကရွင့်ပြေးလာသောခေါင်းလောင်းတန်ကလေးကိုကျွန်တော်ကြားရတတ်ပါတယ်။သူ့အတန်မှာตาရလှပါတယ်။ ပြေခေါင်းလောင်းကလေးဖြစ်၍အတန်မှာပိုး၍တာပါတယ်။ခေါင်းလောင်းကလေးကိုပြောင်းလဲအောင်တိုက်ချွတ်ထားသဖြင့်ညင်ရတီမှလည်းတင့်တယ်လာပါတယ်။ခေါင်းလောင်းကိုအဆက်မပြတ်ထိုးပေးနေသူမှာမော်တော်ကားရှေ့ပိုင်းကားမောင်းသူဤဘေးတွင်ထား၍လိုက်ပါလာတော့အသားနှက်ကြုံကြုံနဲ့ကလားတိုးပင်ဖြစ်ပါတယ်။မော်တော်ကားမှာသေးရောင်စိမ့်စိမ့်နဲ့ညူအမိုက်သိမ့်ကားပင်ဖြစ်ပါတယ်။ သူဤခေါင်းမှာမှန်ပြီးတော့နဲ့တူပါတယ်။ခေါင်းဤဝဲဘက်တွင် ကြေးခေါင်းလောင်းဝါဝါကလေးတစ်လုံးကိုစင်ထားပါတယ်။နေ့ကင်းတနာဤအချိန်ထိုကြေးခေါင်းလောင်းဝါဝါကလေးဤအတန်ကို ကျွန်တော်တို့ဤလမ်းထဲ၌ตาရစွာကြားရလေရှိပါတယ်။သေးရောင်စင်စင်နဲ့ရင်းမြူအမိုက်သိန်းကားသည် ခေါင်းလောင်းတန်ပေးကလမ်းထဲသို့တပိန်းချင်းလှည့်၍ညင်သာစွာမောင်းဝင်လာပါတယ်။ မော်တော်ကားဤနောက်ဖက်အမိုက်ဘုံနေရာတွင် အမိုက်သိမ်းသောဘောရင်ကြီးကလားနှစ်ယောက်အမြိုက်သားထန်၍လိုက်ပါလာပါတယ်။လမ်းထဲ၌ခေါင်းလောင်းတံကလေးပေါ်ထွက်လာသည်နှင့်တပြိုင်နက်အိမ်အသီးသည်တိုက်ခန်းအသီးသည်မှ အမိုက်ဘုံတုံသူများလည်းအမိုက်ဘုံများကိုသည်ကန်ဆောင်က အရှူရှူပေါ်ထွက်လာကြပါတယ်။ထို့အထဲတွင်ကျွန်တော်တို့ဤတိုက်ရှိနှစ်ထပ်တိုက်ပေါ်မှအသားဖြူဖြူ ိုလုံးတောင်တောင်ရုပ်ရည်တနာကမာနဲ့အသက်၁၈နှစ်ခန့်ရှိမင်းမပြိုလေးတယောက်လည်းပါပါတယ်။သူကလေးတည်ခေါင်းလောင်းတန်ကြားလျင်တွယ်နှဲ့သောလက်တစ်ဖက်ကအစိမ်းရောင်အမိုက်ပုံးကိုဆွဲကလက်ထက်တိုက်လေကားပေါ်မှာခြေတံတရှက်ရှက်နဲ့စင်းလာလေရှိပါတယ်။သူ့ခြေထောက်၌ဖနံစီထားခြင်းမရှိပါ။သူ့ကိုယ်ပေါ်မှာအင်ကြီးလုံးကြီးတို့မှာကျူစင်တော်လေ။ပြောင်ပြောင်လက်လက်မရှိပါ။ သူ့မျက်နှာလေးသည် ချောမှော့၍နေတော်လဲတနက်ခါပေါန်တာတို့လိမ့်ကြံထားခြင်းမရှိပါသူ့သဘင်တို့သည်နက်မှောင်တော်လဲစီရောင်နဲ့တောက်တောက်ပြောင်ပြောင်မရှိပါ သူကလေးသည်တိုက်အောင်လှေကားတစ်ပေါ်တွင်ရက်၍ခေါင်းလောင်းတန်တညံညံနှင့်တရွေ့ရွေ့လာနေတော်မြို့အမိုက်သိန်းကားကိုစောင့်၍နေပါれသူ့မျက်လုံးများသည်လမ်းထဲ၌ကူတန်သွားလာနေကြသော လူအများကို လိုက်လံကြည့်ရှုနေပါれ သူ့မျက်လုံးများသည်အယောင်များပြာထွက်နေသလားဟုပင်အောင်းမိရပါတယ်။သူ့မျက်လုံးများသည်ရည်နေကြသလားဟုပင်အောင်းမိရပါတယ်။တိုက်ရှိသူအမိုက်သိန်းကရောက်လာတော့အခါသူကလေးကလည်းလေကားတစ်ပေါ်မှခုံဆင်းလိုက်ပါတယ်။ထို့နောက်လက်ထဲမှအမိုက်ဘုံကိုကားနောက်ပိုင်းသို့ကမ်းပေးလိုက်ပါတယ်။ကားနောက်ပိုင်းတွင် အမြိုက်သာထိုင်လိုက်လာတော့ဘောရင်ကြီးကလားတယောက်က ူကလေးကမ်းပေးလိုက်တော့အမိုက်ဘုံကို သွားတဖွေလုံးအဖွေးသားပေါ်အောင်ပြုံးကလမ်းယူလိုက်ပါတယ်။နောက်ကားပေါ်ကအမိုက်ဘုံကြီးတဲ့သူအမိုက်ဘုံကလေးထဲမှာအမိုက်များကိုတုံလောင်းထည့်လိုက်ပါတယ်။ထို့နောက်အမိုက်ဘုံကလေးကိုကားအောက်တွင်မျက်နှာကလေးမော်၍ရက်စောက်နေသော သူကလေး၏လက်ထဲသို့ပြန်ပေးလိုက်ပါတယ်။ဘဝင်ကြီးကလားသည် သွားတဖွေလုံးအဖွေးသားပေါ်အောင်ပြုံးလျက်ပင် ရှိနေပါသေးတယ်။အမိုက်ဘုံကလေးကကမ်းပေးလိုက်တော့အခါနက်ကြုတ်သောသူ့လက်သည်ကျူဖွေးသော သူကလေး၏လက်နှင့်ပုတ်ထိသွားပါတယ်။သူကလေးကဘာမှမဆိုပါ မောကြည့်နေသောမျက်နှာကလေးတွင်ပြုံးပန်းလေးတစ်ဖွင်ပွင့်သွားပါသေးတယ်။ထိုအခါဘုံရင်ကြီးကလာ၏ပြူးကျဲသောမျက်လုံးများသည်နိတ်တုံမြင့်တုံဖြစ်နေသော သူကလေး၏ရင်အောင်စီသို့စိုက်ရွေကြည့်လိုက်ပါတယ်။ ထို့နောက်သူကလေးလည်းခြာကနေလက်ထွေသွားကအမိုက်ပုံးကလေးကိုလက်ကဆွဲ၍လက်ထက်တိုက်လှေကားပေါ်သို့အပြေးအလွာတက်သွားပါတော့တယ်။အမိုက်ကားပေါ်မှာခွန်ရင်ကြီးကလာလဲအမိုက်ပုံးများကိုတက်လဲ၍တင်းဆဲသွားပါတယ်။ခေါင်းလောင်းတန်လဲလမ်းထဲမှာအဆက်မပြတ်မီကတဖြည်းဖြည်းအတန်ဝေး၍ဝေး၍သွားပါတယ်။ခေါင်းလောင်းတန်မစုံသေးပါ။ခေါင်းလောင်းတန်ပျောက်ွယ်၍မသွားသေးပါ။ ူကလေးကိုနှစ်ထပ်တိုက်ဤဘရင်းပေါက်တစ်ခုမှနေရွေးမြင်နေရပါတယ်။ဗိုက်ရွှဲရွှဲနဲ့တကူလုံးတွင်လက်ကုတ်တီလေးသာဝတ်ထားသော ကလာကြီးတူးကိုလည်းသူကလေးဤဘေးတွင်မြင်နေရပါတယ်။အခန်းဤအတွင်ပိုင်းကျနေ၍တဲတဲပွက်ပွဲတော့မြင်ရသည်ဟုမပြောလိုပါ။ကလာကြီးဤလက်ဖက်က သူကလေးဤခါကို ပွေထားပါတယ်။ကလာကြီးကျန်အချားလက်ဖက်က သူကလေး၏ရင်အောင်ပေါ်သို့ရောက်နေပါတယ်။သူကလေး၏မျက်လုံးများပွင့်နေသလားပိတ်နေသလားကျွန်တော်မသိပါ။သူကလေး၏ပါးစပ်ကလှုပ်ရှားနေသလားငြိမ်သက်နေသလားကျွန်တော်မသိပါ။ထို့အတန်ဘာသာလဲခေါင်းလောင်းတန်ပါပဲ။ဘဲကခေါင်းလောင်းတန်လဲ။လမ်းပေါ်ကခေါင်းလောင်းတန်ပါပဲ။လမ်းပေါ်ကခေါင်းလောင်းတန်ကလည်းပြောက်ွယ်၍သွားပါပြီ။ဟုတ်ကဲ့ပါရှင်။ တိုင်းစီယာခုံဝင်းရေးသားထားတယ်။ခေါင်းလောင်းတန်ဆိုတဲ့ဝတ္ထုတို့လေးကဒီနေရာလေးမှာပဲပြီးဆုံးပါပြီရှင်။နားဆင်သူအားလုံးစိတ်ချမ်းသာခြင်းကိုယ့်ရဲ့ကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်။